လက်ရှိမှာမိုးကုံမြို့နယ်ကုတ်ခိုင်မြို့တွေမှာမြို့တွင်းလုံခြုံရေးတပ်ဖွဲ့စည်းဖို့အတွက်စည်ရင်ပေးသွင်းတာစည်ရင်ကောက်ခံတာမျိုးတွေစတင်ဆောင်ရွက်နေပြီးနမ်ခန့်မှာတော့ဆောင်ရွက်ပြီးစီးခဲ့ပြီလို့လွေဦးကပြောပါတယ်။တီအန်အန်နေအုပ်ချုပ်တဲ့မြို့တွေမှာတပ်သားတစ်စုဆောင်မှုကိုတော့လက်ရှိအချိန်ထိတန်အန်းလူမျိုးတွေကိုသာခေါ်ယူနေဆဲဖြစ်ပြီးတော့အခြားလူမျိုးတွေကမိမိဆန္ဒအလျောက်တပ်ထမ်းဝင်ကျင်တာမျိုးရှိရင်လဲခွင့်ပြုပေးတယ်လို့ဆိုပါတယ်။ဒေသခံနဲ့အခြားလူမျိုးပေါင်းစုံကိုတော့ မြို့တွင်းလုံခြုံရေးအတွက်စစ်မှုထမ်းဖို့ခေါ်ယူมาဖြစ်တယ်လို့ရွေးဦးကပြောပါတယ်။မြို့တွင်းလုံခြုံရေးတပ်အတွက်ကိုတော့စစ်သားသစ်စုဆောင်ရေးမူဝါဒနဲ့ကိုက်ညီတဲ့ဒေသခံတွေကို ခေါ်ယူมาဖြစ်ပြီးတော့အခြေခံစစ်တပ်နဲ့ဟာအနည်းဆုံး3လနဲ့6လကြာကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကနမ်ခမ်းမှာတော့ အသက်16နှစ်ကနေ55နှစ်ကြားအမျိုးသားတွေကိုတရင်တရောင်နှုံးသတ်မှတ်ပြီးတော့မြို့တွင်းလုံခြုံရေးတပ်အတွက်အခြေခံစစ်တင်နဲ့ပေးခဲ့တယ်လို့နမ်ကန်မြို့ကန်တန်အမျိုးသားတူကအမတ်ပီကိုပြောပါတယ်။မိုးကုံးမြို့မှာတော့တချို့ရက်ွက်တွေမှာစင်းကောက်တာမျိုးရှိပြီးတော့ရက်ွက်အများစုမှာတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့ဆွေးနွေးဆောင်ရွက်နေဆဲဖြစ်တယ်လို့မြို့ခန့်တွေကပြောပါတယ်။